မင်္ဂလာပါခင်ဗျာအာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်တို့ဒီတက် internet smart တွေပေါ့ခင်ဗျာ auto smart တွေအဲကိုကမကြိုက်လို့ပြန်ပြီးတော့ဖြတ်ခြင်းပေါ့ခင်ဗျာဒီတက် package တွေကိုပေါ့ခင်ဗျာကိုကမကြိုက်လို့ပြန်ပြီးတော့ဖြတ်ခြင်းဘယ်လိုဖြတ်ရမလဲစတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်တို့ပထမဆုံးအနေနဲ့ပေါ့ခင်ဗျာဒီ software လေးပေါ့ခင်ဗျာဒီဒီတက် software လေးကိုပေါ့ခင်ဗျာကျွန်တော်တို့ play store ကနေပြီးတော့သွားပြီးတော့ download လုပ်ရတယ်ပေါ့ခင်ဗျာကျွန်တော်တို့ iPhone သမားတွေကတော့ app store ကနေပြီးတော့သွားပြီးတော့ download ရတယ်ပေါ့ခင်ဗျာအာကျွန်တော်ကဒီမှာ OneDrive ဆိုတော့ဒီမှာ Play Store ထဲမှာပေါ့ခင်ဗျာ RD Detest ဆိုပြီးတော့ရိုက်ပြီးတော့ရှာလန်းရင်ပေါ့ခင်ဗျာ Detest ဆိုပြီးတော့ရိုက်ပြီးတော့ရှာလန်းရင်ဒီ software လေးဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်ဒီ software လေးဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ software လေးကို down အောင်มาဖြစ်ပါတယ်ခင်ဗျာကျွန်တော်က down ပြီးသားဆိုတော့မ down တော့ဘူးပေါ့ခင်ဗျာအာကျွန်တော် software လေးတော့တန်းပြီးတော့ဝင်လိုက်ပါမယ်ခင်ဗျာအာ software လေးကိုဝင်တဲ့အချိန်မှာတော့ကိုယ့်ရဲ့တကယ်လို့ပေါ့ခင်ဗျာအာ auto ကိုရဲ့ sinker ကအင်တာနက်စမတ်ရှိရင်တော့ auto login ဝင်သွားတယ်ပေါ့ကောမြတ်ဖုန်းနံပါတ်နဲ့အဲတကယ်လို့ auto login မဝင်ဘူးဆိုရင်လည်းကိုရဲ့ဖုန်းနံပါတ်ကလေးကိုရိုက်ထည့်လိုက်ပေါ့ကောမြတ်ရိုက်ထည့်ပြီးရင်ကျွန်တော်တို့ကုတ်လေးလုံးပို့လာမယ်အဲအဲ့ဒီပို့လာတဲ့ကုတ်လေးလုံးကိုထပ်ပြီးတော့ရှိုက်ထည့်ပေးလိုက်ရင်ရောက်ပါပြီခင်ဗျာဒါဆိုရင်တော့ဖုန်းနံပါတ်နဲ့ login ဝင်သွားမှာဖြစ်ပါတယ်အဲကိုရဲ့ဖုန်းနံပါတ်နဲ့ login ဝင်သွားပြီဆိုရင်တော့ရပြီပေါ့ကောမြတ်ကျွန်တော်တို့ software တဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ ျွန်တော်ကပြင်မှာပေါ့ခင်ဗျာအားလုံးတွေပို့ပြီးတော့စင်ပြေသွားအောင်ကျွန်တော်ကဒီမှာ language လေးတစ်ချက်ချိန်နိုင်မယ်ပေါ့ခင်ဗျာဒီမှာပေါ့ခင်ဗျာ language လေးကိုကျွန်တော်ကဒီမှာမြန်မာလိုလေးတစ်ချက်ပြောင်းနိုင်မယ်ပေါ့ခင်ဗျာကျွန်တော်ဒီမှာ language ကိုဘာသာစကားကိုမြန်မာလိုလေးတစ်ချက်ပြောင်းနိုင်မှာပေါ့ခင်ဗျာအားဒါဆိုရင်တော့ရပြီပေါ့ခင်ဗျာကျွန်တော်ပြန်ပြီးတော့ဝင်လိုက်မယ် အဲပြီးရင်ဒီလို software တွေကိုရောက်ပြီဆိုရင်တော့ပေါ့ခင်ဗျာအာ software တွေကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာအာဒီမှာအချက်လက်များပေါ့ခင်ဗျာအချက်လက်များဆိုတာလေးကိုတစ်ချက်နှိမ့်လိုက်ပါခင်ဗျာဒါမြန်မာလိုလူပြောင်းထားတဲ့သူတွေအတွက်ပေါ့ခင်ဗျာအချက်လက်များပေါ့ခင်ဗျာအင်္ဂလိပ်လိုဆိုရင်တော့ detail ပေါ့ခင်ဗျာအာဒီအချက်လက်များကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ခင်ဗျာ အဲ့ဒီမှာမှကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာပက်ကင်ဒီပက်ကင်များရဲ့အောက်မှာပေါ့ခင်ဗျာဒီပက်ကင်များရဲ့အောက်မှာပေါ့ခင်ဗျာဒီအပက်ကင်များရဲ့အောက်မှာကျွန်တော်တို့ဝယ်ထားတဲ့စမတ်တွေအကုန်လုံးရှိပါတယ်ခင်ဗျာအာဖုန်းပြောစမတ်တွေအင်တာနက်စမတ်တွေပေါ့ခင်ဗျာစမတ်အမှုအကုန်မှန်တယ်ဗျာအဲ့ဒီမှာရှိပါတယ်အဲကိုကဘယ်စမတ်ကိုဖြတ်ချင်တာလဲပေါ့ခင်ဗျာအင်တာနက်စမတ်ကိုဖြတ်ချင်ကျွန်တော်ဖြတ်ချင်တဲ့စမတ်ကလေးကိုတစ်ချက်ယူအဲကိုဖြတ်ချင်တဲ့စမတ်ကလေးကိုတစ်ချက်ကြည့်လိုက်ပေါ့ခင်ဗျာပြီးရင်တော့ဒီမှာတို့ဒီမှာပေါ့ခင်ဗျာ ဒီအမိုက်ပုံးလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာအမိုက်ပုံးလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့ခင်ဗျာအမိုက်ပုံးလေးကိုတစ်ချက်နှိပ်လိုက်မယ်အဲနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာအချက်ချင်းဖြတ်မယ်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာဒီမှာချက်ချင်းဖြတ်မယ်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာအာဒါဆိုရင်တော့ရပါပြီခင်ဗျာချက်ချင်းဖြတ်တော့မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဟိုကျွန်တော်တို့စမတ်ပေါ့ခင်ဗျာကိုဖြတ်ချင်တယ်အဲ ဒီ debt package smart တွေဟိုပေါ့ခင်ဗျာအခုနီးလေးနဲ့ဖြတ်လို့ရပါတယ်ခင်ဗျာအခုကတော့ပေါ့ခင်ဗျာကျွန်တော်တို့ဟို internet ဒီ debt internet smart တွေပေါ့ခင်ဗျာကျွန်တော်တို့ package တွေကိုဖြတ်ချင်ဘယ်လိုဖြတ်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ